ားလုံးပဲမင်္ဂလာပါ Juice Ra Terror Page လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ပေါ့နော်မနေ့က Bolden ပေးထားတဲ့ဒီဟိုကို Ace ပေါ့နော် Ace ကကိုစီကိုပြန်လာမလားပြန်မလာဘူးလားဆိုရဲဟာရဲပြောလို့ရှင် Nice relationship ဆိုရဲဥစ္စာရဲပေါ့နော်အဲ့ထဲမှာအနိုင်ရတော့တဲ့ Nice relationship ဟာလေးကိုအာဆိုရာတို့ကဒီနေ့ဗီဒီယိုလေးမှာ reading လေးလုပ်ပေးသွားမယ်ပေါ့နော် အဲ့တော့ထုံးစံအတိုင်းဆိုတော့တွေဘာလောက်ကြမလဲဆိုတော့ phi 1 phi 2 phi 3ဆိုပြီးတော့ဆိုတော့တွေကဟိုခွဲပေးထားမယ်အဲ့တော့အဲ့ထဲကနေပြီးတော့ကိုယ်စိတ်ကိုဆွဲဆောင်နေတဲ့ကကိုယ်စိတ်ကိုဆွဲဆောင်နေတဲ့ပစ္စည်းလေးရနေပြီးတော့တဆင်ကိုယ့်ရဲ့ကံကြမ္မာတွေကိုဆိုတော့တွေကြည့်ကြမယ်အဲ့တော့ဆိုတော့တွေအခုစာပြီးတော့ကြည့်ကြမယ်ပေါ့နော်ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ပေါ့ကဲကိုယ့်ရဲ့ next relationship နော်အိုး တိုင်းမကြခင်မှာကြုံတွေ့ရမယ်ကိုယ့်ရဲ့ next relationship လေးอ่ะဘယ်လိုပုံစံမျိုးလေးလဲပေါ့เนาะကောင်းနေဆိုရင်တော့ကောင်းမလားเนาะတိုင်းမကြခင်မှာကြုံတွေ့ရမယ်ကိုယ့်ရဲ့ next relationship ကတဲ့เนาะဘယ်လိုပုံစံမျိုးလေးလဲကောင်းမလားဆိုမလားကြည့်ချမယ်เนาะအဲ့တော့ထုံစံတိုင်းတို့ရီอ่ะဒီမှာ Tomorrow, Tongs and I, Sarah, uh, we are Pi 1, Pi 2, Pi 3, Quemme Bono. Pi 1. Pi 2. Okay. Pi 3. Pi 1, Pi 2, Pi 3. ထုံးစံ nice rubber ဘာလို့လဲဆိုတော့အကောင်ချက်ကလေးတွေနဲ့ရွှေမယ်ဒီတစ်ခါကကြတော့ဒါလေးကဖိုင်ဝမ် case relationship မှာကြုံတွေ့ရမယ်ကိုယ့်ရဲ့အခြေခံကြမ္မာလေးကိုကြည့်မှာဆိုတော့ file 1 file 2 file 3လေးတွေကိုเนาะ daily rule စိတ်ကြိုက်ရွေးပါโอเคအဲ့တော့ point 1 point 2 point 3လေးတွေကိုရွေးပြီးသွားပြီလို့စိတ်ထမားလည်းရုံတော့မို့လို့ အဖြေလေးတွေကိုကြည့်ကြတာပေါ့နော်အိုးကောင်းလိုက်တာ Taiwan လေးတွေကတဲ့ native relationship မှာကြုံတွေ့ရမယ့်အခြေအနေကတော့ပျော်စရာလေးပဲဒီလူโอเคအဲ့တော့ ပိုင်း1ပိုင်း2ပိုင်း3လေးတွေကိုရွေးပြီးသွားပြီလို့စိတ်ထမှာပဲယုံတာမို့လို့အဖြေလေးတွေကိုကြည့်ကြတာပေါ့နော်အိုးကောင်းလိုက်တာပိုင်း1လေးတွေကတဲ့ next relationship မှာဂျုံတွေ့ရမယ်အခြေအနေကတော့ပျော်စရာလေးပဲဒီလူနဲ့တွေ့တဲ့အခါကျမှတဲ့ကိုယ့်ရဲ့စိတ်ပျော်ရွှင်ခြင်းတွေကဖြစ်ပေါ်လာတယ်။အရင်တော့ကပေါ့နော်ကိုယ့်စီမှာပျော်စရာမကောင်းတဲ့အခြေအနေတွေစိတ်ရှုပ်စရာဖြစ်နေတဲ့အရာတွေအကုန်လုံးကိုတဲ့ဒီပိုင်း ွှားလေးတွေကပေါ့နော်ဒီလူနဲ့တွေ့တော့မှအာသူနဲ့တွေ့တော့မှကိုကအော်ဒီလိုမျိုးဒီလိုပြဿနာတွေကဒီလိုမျိုးလဲဖြေရှင်းလို့ရတာပဲလားဒီလိုမျိုးပေါ့ပေါ့ပပနေလို့ရတဲ့အနေအထားတွေများပါပဲလားပေါ့နော်အရင်လေးလာလေးလံစရာထိုင်းမိုင်းစရာ မလိုဘူးပါမလိုဘူးပဲဆိုတာလိုမျိုးတဲ့ပြောရလို့ရှင်အော်သူနဲ့တွေ့မှပေါ့နော်အော်ငါဒီလိုမျိုးတွေအချစ်ခံခဲ့တင်တာပဲဒီလိုမျိုးတွေငါအချစ်ခံခဲ့ရတင်တာပဲဆိုပြီးတော့တဲ့ တန်တရာတပတ်လေတာလိုမျိုးတော့ကိုကတစ်ဖက်လူတွေကိုချစ်ပေးခဲ့တဲ့ပုံစံတိုင်းကိုကိုလူတွေကသူ့ကိုကိုသူကပြန်ပြီးတော့ချစ်ပေးမယ်ပေါ့နော်အဲဒီမှာတခုပြောချင်တာကိုကအရင်တော့ကပေါ့နော် relationship တီးပေါ့နော်ကိုကစိုးခဲ့တယ်ကိုကအရန်ကိုနိုင်စားခဲ့တယ်ဆိုလို့ရှင်တော့ဒီဒီဒီခါမှာတော့နည်းနည်းလေးတော့တစ်ဖက်ကနိုင်စားခြင်းစိုးမိုးခြင်းတွေကိုခံရမယ်လို့ပြောတယ်ပေါ့နော်တန်တရာတပတ်လေသွားတယ်လို့မျိုးပေါ့ Okay. ဲ့တော့ဒီဒီကြားထဲမှာလဲပေါ့နော်ဟိုစိတ်ထဲမှာတော့ကရောက်ကဆာနဲ့အစင်မပြေတာမျိုးလေးတွေဟိုစကားအခြေတင်များကြတာမျိုးလေးတွေတော့ဒီလိုနှစ်ယောက်မျိုးကြားထဲမှာရှိတယ်ဆိုပေမဲ့ပေါ့နော်ပိုင်းဝမ်းလေးတွေကကြတော့သူနဲ့ကြမှာအချစ်ပါလားသူနဲ့ကြမှာဟိုဘယ်ပြောရမလဲ ုံနဲ့ကြမှာအချစ်ခံနေရတယ်ဆိုရခန်းစားချက်မျိုးပိုင်း1လေးတွေရမှာကွာတိလားပြီးတော့ကိုကျမ်းမာရင်းနဲ့ပတ်သက်တာတွေဆိုလို့ရှိရင်တော့ तू ကအရန်ကိုစိတ်ပူပေးတယ်ကိုတခုခုဖြစ်တယ်เนาะကိုတခုခုဖြစ်မယ်ပေါ့နော်ဟဲ့ကျမ်းမာရင်း view ဆိုင်တော့အချစ်ရေတခုခုဆိုလို့ရှိရင်ကိုမမင်းကိုစိတ်ပူရတယ်ဆိုရဟာလေးကအစကိုဖျားရင်ပဲဖြစ်ဖြစ်ကိုနာကျင်နေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် तू ကကိုဘေးနားမှာအဖို့ပြုတ်ပေးနေတယ်ပေါ့နော်လူလူမရှိနိုင်ဘူးဆိုရင်တော့မသူ့ရဲ့စိတ်တွေသူ့ရဲ့ view ဆိုင်မှုတွေကကိုစီကို ရောင်းလောက်တဲ့အထီကိုသူ့ရဲ့နှွေးထွေးမှုတွေကပေးနိုင်တယ်ဆိုပြီးတော့ပြတယ်ပြီးတော့နောက်တစ်ခုကျတော့ဒီ buy one လေးတွေကဒီသူအခုဒီသူတွေ့မဲ့သူ next relationship ကဘယ်လိုမျိုးလေးလဲဆိုတော့သူနဲ့နီနီကက်ကက်ရှိခဲ့ဘူးတဲ့သူမျိုးသူ့ရဲ့အနီးအနားကလူမျိုးပေါ့နော်ပြောချင်တာကသူနဲ့နီကက်ခဲ့ဘူးတဲ့သူတငယ်ချင်းလားဒါမှမဟုတ်လို့ရှိရင်သူနဲ့အနီးအနားမှာရှိခဲ့ဘူးတဲ့သူပေါ့နော်အော်အရင်တော့ကဒီလူနဲ့ကိုယ်နဲ့ချစ်မိသွားလိမ့်မယ်ကြိုက်မိသွားလိမ့်မယ်နီကက်သွားကြလိမ့်မယ်လို့ထင်အောင်မထင်ထားတဲ့သူမျိုးလို့ပြောချင်တယ် အဲ့ဒါအပြုံမှာပေါ့နော်သူကကိုယ်နဲ့ပတ်သက်လာလို့ရှိလို့ရှင် ကိုယ်ပေါ်တော့တအားဆိုးမှုတယ်ဘလို့ဆိုးမှုတာလဲဆိုလို့ရှင်အချစ်ရဲ့မင်းအပြင်နေအရန်ရှောင်မသွားပါနဲ့ဒါကောင်ကောင်မလေးဆိုလို့ရှင်လဲပေါ့နော်ကောင်မလေးကဆိုတော့အချစ်ရဲ့ကိုကိုရဲ့အပြင်နေအရန်မသွားပါနဲ့မောင်ရဲ့ရက်တီရှော့တောက်ဆစ်လေးတီရှော့တောက်နော်ရက်တီမတောက်နဲ့အဲဒီလိုမျိုးပေါ့နော်ကိုယ်အရန်ချုပ်ချယ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပျက်စီးရာပျက်စီးအကြောင်းတွေကိုမဖြစ်စေလို့ဘို့အတွက်သူကကိုကိုတခုခုဆိုလို့ရှင်လိုက်ပြီးတော့ထိမ့်ပေးတယ်ကြောင်းပေးတယ် ကိုကလည်းသူပြောစကားနားထောင်နေတယ်။အဲအဲ့လိုမျိုးပဲ main clean ဆိုလို့ရှိရင်လည်းတကယ်မင်းဒီလိုတွေမလုပ်ရဘူးနော်။အဆက်တင်မစားရဘူး၊လက်ဖက်တင်မစားရဘူး၊အပူတွေမစားရဘူး။အာဝါမလုပ်ရဘူး၊ဒီဟာမလုပ်ရဘူးဆိုတဲ့ဟာလေးတွေကကိုကိုစိတ်ပူလို့တွတ်တွတ်နဲ့သူကပြောနေမယ်၊မှားနေမယ်။ဒါဟုတ်လေကိုကသူချစ်တာကိုတီတော်အဖင်ကိုကလိုက်နာနေမိမယ်တဲ့။နော်။ အအခုဒီဖိုင်ဝမ်လေးတွေကရွေးလိုက်တဲ့သူကပေါ့နော် main ကလေးဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူကောင်ကလေးကပေါ့နော်ကိုနဲ့ကိုယ့်ရဲ့ next relationship ကောင်လေးကပေါ့နော်ကိုကိုနည်းနည်းလေးတော့နိုင်စားမယ်တော့ဘယ်လိုမျိုးလဲဆိုတော့စကားပြောတဲ့အခါမှာကိုကလုံးဝအကိုကြီးလိုမျိုးပဲကွာဒီလိုဒီထဲမှာရမယ်လို့ကမောင်လေးတော့ရမယ်လို့ဆိုတာမမြင်ဘူးသူကအကိုကြီးပေါ့နော်ကိုထက်အသက်ကြီးတဲ့အကိုနဲ့အကိုနဲ့ချစ်သူဖြစ်မယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ ကလေးငယ်မင်းဒါမလုပ်ရဘူးဘာညာဆိုတော့သူကနည်းနည်းကို့အပေါ်မှာဩစာပေးတယ်စကားပြောတဲ့အခါမှာပေါ့နော်အရင်နုနုရွရွကြီးတယ်တိတ်မပြောဘူးပြက်ပြက်တသားပြောတယ်စကားအတီလေးရှင်းရှင်းလင်းလင်းပြောတယ်ဒါပေမဲ့ဟိုချစ်ကြောင်ချစ်လဲချစ်ကြောင်လဲနည်းလေးကိုစူတက်တယ် possible possible နည်းနည်းပွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့စကားပြောလဲအရင်ကောင်းတယ်ကို့ကိုနာဝင်အောင် ပြောတယ်တခုခုဆိုလို့ရှင်တကယ်ဒါဒီလိုဒီလိုရှိလို့ကိုကမင်းကိုတားတာအဲထားပါတော့ဟိုကိုထက်ဟိုကောင်မလေးဆိုလို့ရှိရင်လည်းအချစ် နော်အာကိုကတော့ဒီလိုဒီလိုလေးရှိလို့အချစ်ကိုကောင်းစေခြင်းလို့အချစ်ကိုတားနေတာအဲဒီလိုမျိုး तू ကအဲ့လိုမျိုးကိုကိုကအဲ့လိုမျိုးအရင်စကားပြောကောင်းပြီးတော့ကိုနားမထောင်ခြင်းထောင်ခြင်းအောင်ကို तू ကစကားပြောကောင်းတဲ့သူမျိုးပေါ့နော်အဲ့ဒါပြင် तू နဲ့ကိုနေကအရင်အစည်းကတ်တာတော့မဟုတ်ဘူး तू ကကိုရဲ့ type တော့မဟုတ်ဘူးဒါပေမဲ့ तू နဲ့တွေ့မှသူ့ရဲ့ type play ကိုကိုကချစ်သွားတာမျိုးကြိုက်သွားတာမျိုးအဲအဲ့လိုမျိုးပေါ့နော် okay ပြတာလို့ရှင်အရန်ကြီးအဲ့လိုပြောလို့လဲအရန်ကြီးပေါ့နော်ဟော့ဟော့ရရန်နေတဲ့သူမျိုးလားဆိုတော့မဟုတ်ဘူးနော်သူကအနေတအားအေးတယ်နော်ဒီလားကောင်းမလေးပဲဖြစ်ဖြစ်ကောင်းလေးပဲဖြစ်ဖြစ်သူကအနေတအားအေးတယ်ဆိုတဲ့ဟာမျိုးပြနေတယ်အနေအေးတယ်သူပြောတဲ့နဲ့ဟာပြောတယ်သူလှုပ်တဲ့နဲ့ဟာလှုပ်တယ်သူပြောချိန်တိုင်းသူပြောလိုက်တယ်အရန် အားအေးတယ်ဆိုတဲ့ဟာမျိုးကိုပြနေတယ်အနေအေးတယ်သူပြောတဲ့နဲ့ဟာပြောတယ်သူလှုပ်တဲ့နဲ့ဟာလှုပ်တယ်သူပြောချိန်တိုင်းသူပြောလိုက်တယ်အရင်တော့ပေါ့နော်ဟိုနေရာသွားဒီနေရာသွားနဲ့အရင်ဟောရရန်ဖြစ်နေတယ်မိန်းကလေးမျိုးယောက်ျားလေးမျိုးထဲမှာသူတို့မပါဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီလူနဲ့တွေ့တော့မှအော်ဒါဟာအချစ်ပါလားဒါက อืมตูပြောတာอ๋อဟုတ်တယ်ဒါကအချစ်ပဲငါတကယ်အချစ်ခံနေရတာပါပဲဆိုတဲ့ဟာမျိုးကိုခံစားမိစေမဲ့ relationship ကလေးကကြိုးဆိုနေပြီလို့ပြောပါတယ်အဲ့တော့ဖိုင်းဝမ်းလေးတကူတခုမှာချင်တယ်ဆိုတာကလေတဲလို့ရို့အတိတ်မှာဘလို့နာကျင်စရာတွေပဲရှိခဲ့ရှိခဲ့အချိန်တိုင်းတာတခုထိရောက်လာတဲ့အခါအချိန်တိုင်းတာတခုရောက်လာတဲ့အခါကြာလို့ရှိရင်လေကို့ဘေးနာကိုကို့အတွက်ပေါ့နော်သတ်ဆိုင်တဲ့လူတစ်ယောက်ကရောက်လာစမြဲပဲမြဲရမှတ်ထားပါကိုကလည်းလေအချစ်ခံဖို့ထိုက်တန်တယ် ဒါကြောင့်မို့လို့ဒါကြောင့်မို့လို့ကိုဟာအချစ်ခံဖို့ထိုက်တန်တာဖြစ်တာဖြစ်တဲ့အတွက်ကိုတော့မဟုတ်တဲ့သူတွေကိုလေအနားမှာစွဲမထားစေဒါကြောင့်မို့လို့ကိုဟာအချစ်ခံဖို့ထိုက်တန်တာဖြစ်တာဖြစ်တဲ့အတွက်ကိုတော့မဟုတ်တဲ့သူတွေကိုလေအနားမှာစွဲမထားစေချင်ဘူးกว่าဒီလားအဲ့လိုပြောလို့လေ อืมเสี่ยม่าอ๋อซွဲท่าปูล่ะสรายอซွဲท่าแกปูล่ะสรเตชาบอกซွဲท่าแกปูล่ะบ่สรารู้แล้วหลูเด้อ่ะหลูเว้ยสรหอดะมะล่ะซွဲท่าแกปูเด้ถ้าแม้เฉิงท่าน้องบ่ดูหน้าจิงอ่ะเลยกูเว้ยหน้าจิงอ่ะเด้หอดล่ะอะร่อမဆွဲထားနဲ့ဒီမှာဖိုင်းဝမ်းလေးတွေဆိုလို့ရှိရင်သူ့အတွက်ကိုကသူ့အရန်ကိုဘယ်လိုပြောမလဲ pressure treatment ဆိုရဲဟာမျိုးလေးတောင်ရတယ်ကွာဒီလား pressure treatment ပေးမဲ့ကောင်လေးเนาะဟိုကိုနဲ့စန့်ကျင်ဘက်တွေဖြစ်နေတယ်ကိုနဲ့ပေါ့เนาะဟိုဘယ်လိုပြောမလဲ ိုသဘောထားတယ်မတိုက်ဆိုင်ဘူးဆိုရင်တောင်မှကိုယ့်ကိုချစ်ပေးမဲ့သူမျိုးကိုယ့်ဘဝတွေကိုဝင်မလာမှာကွာဒီလားအရင်တော့ကကိုလှုပ်ခဲ့တဲ့အရာတွေအကုန်လုံးအရင်တော့ကကိုတစ်ဖက်လူကိုချစ်ပေးခဲ့တဲ့အဟာတွေအကုန်လုံးကကိုပြန်ရလာမှာဒီလားအရန်ပြော်ဖို့ကောင်းတယ်နော်ဖိုင်ဝမ်လေးတွေကွာဒီလားကိုပြန်ရလာမှာတဲ့အဟာတွေအကုန်လုံးကကိုပြန်ရလာမှာဒီလားအရန်ပြော်ဖို့ကောင်းတယ်နော်ဖိုင်ဝမ်လေးတွေကွာဒီလားကိုပြန်ရလာမှာ ကိုလုံးဝမထင်မှတ်ထားတဲ့သူကအော်ငါ့ကို तू ကဒီလိုချစ်ပေးနိုင်တာပဲလားဆိုတော့ကိုကြီးသိရတော့မှာအဲ့တော့လေလက်လွတ်တဲ့အရာတွေကိုလက်လွတ်လိုက်ပါသီလားလက်လွတ်တဲ့အရာတွေကိုလက်လွတ်လိုက်လက်လွတ်တဲ့အရာတွေကိုလက်လွတ်လိုက်ထပ်ပြောတာနော်တကယ်လက်လွတ်တဲ့အရာတွေကိုလေလက်လွတ်ပစ်လိုက်စေချင်တယ်ဘာဖြစ်လို့လဲဆိုတော့လေအချစ်တစ်ခုတိဆောက်ဖို့ဆိုတာထင်သလောက်မလွယ်ဘူးလူတစ်ယောက်နဲ့တစ်ယောက်ပေါင်းစည်းဖို့ဆိုတာပိုရောင်းခက်ခဲတယ်လူတွေကလေတစ်ယောက်နဲ့တစ်ယောက်တောင်မတည့်ကြတာအဲ့တော့ မတူညီတဲ့လူနှစ်ယောက်ပေါင်းစည်းဖို့ကအရန်ကိုခက်ခဲတယ်ဒါကြောင့်မလို့ကိုအတွက်မဟုတ်တဲ့သူတွေကိုလက်လွတ်လိုက်ပါကိုအတွက်ရောက်လာတဲ့သူကိုကို့ဘွားတွေကိုဆွဲသွင်းမှာတကယ်တော့ဘွားဆိုတာတူတူလေးပဲအဲ့တော့ဘွားဆိုတာတူတူလေးပဲဖြစ်တာမို့လို့ကိုအတွက်မဟုတ်တဲ့သူတွေကိုလက်လွတ်ပါတိလားနော်ကိုဘွားတွေကိုဝင်လာမဲ့ကိုဘွားတွေကိုကံကောင်းခြင်းနဲ့တည်ဆောင်လာမဲ့လူသားလေးကိုလက်ခံမှာပိုလေးပဲဖြစ်တာမို့လို့ကိုအတွက်မဟုတ်တဲ့သူတွေကိုလက်လွတ်ပါတိလားနော် ကိုဘွားရဲကိုဝင်လာမဲ့ကိုဘွားရဲကိုကံကောင်းခြင်းနဲ့တဲဆောင်လာမဲ့လူသားလေးကိုလက်ခံမှာအချစ်တရအတူတူမျှဝေကြပါနော်အချစ်ခံရတဲ့ရုံဝန်းလေးမှာအကောင်းဆုံးပျော်ရွှင်အောင်နေပါလို့ပဲပြောချင်ပါတယ်ပိုင်ဝါလေးတွေကိုခုံလေးယူပါတယ်ပိုင်ဝါလေးတွေရေရန်ကိုအချစ်ခံရတော့မယ်ဆိုတဲ့ဟာမျိုးလေးတွေပြနေတယ်ပေါ့နော်သိမကြခင်မှာတွေ့ရတော့မယ် next relationship ကိုပိုင်ဝါလေးတွေနဲ့အတူတူဆိုတာလဲစိတ်လှုပ်ရှားစွာနဲ့စောင့်နေပါတယ် ကဲအဲ့တော့ဒါလေးတွေက final လေးတွေကိစ္စကပြီးသွားပြီပေါ့နော်ကဲအဲ့တော့ဆိုတော့အခု final 2လေးတွေကိုကြည့်ကြမယ်ကဲ final 2လေးတွေအာ final 2လေးတွေ final 2လေးတွေဘလို့ဖြစ်တော့ final 2လေးတွေကလေ relationship တစ်ခုနဲ့ပြတ်ထားတာမကြသေးဘူးနော်ရှီးစားနဲ့ပြတ်ထားတာ final 2လေးဘလို့ဖြစ်တော့ final 2လေးတွေကလေ relationship တခုနဲ့ပြတ်ထားတာမကြသေးဘူးเนาะရှီစားနဲ့ပြတ်ထားတာပိုင်းပိုင်းတူးလေးတွေလုံးဝမကြသေးဘူးမမေ့နိုင်ဘူးဖြစ်နေတယ်သူ့မှာလေ move မအောင်နိုင်ဘူးကလေးတွေတနာပါတယ်เนาะตุ้มอ่ะ move มาออนไลน์ปูตูเลชิชิตูโก sorry ตูอ่ะ relationship ตัวโกตีซอกพูถั่วโกเลยตู ပြဲ့သူ့စီကထွက်သွားတဲ့ချစ်သူကိုသူမမေ့နိုင်ဘူးသူမမေ့နိုင်ဘူးသူလမ်းနဲ့ပြောင်းနေတယ်အဲ့တော့လေသူ့စိတ်ကလေဟိုလေလွဲ့နေပြီးတော့လေဟိုဒီကောင်လေးနဲ့ကြိုက်လိုက်တွဲလိုက်ချစ်မလားငါ့ကိုတကယ်ရောချစ်ပေးမလားဆိုရယ်စိတ်နဲ့သူမျောလင့်တကြီးသူတွဲလိုက်တယ်သူချစ်လိုက်တယ်သူပတ်သက်လိုက်တယ်သို့တော်လည်းပဲဒီ relationship မှာသူ့မှာစိတ်အာရုံမလာဘူးတိလာ အာယုံမလာဘူးအဲ့တော့ဒီလူကကို့ပေါ်ကောင်းမလားမကောင်းလား तू မသိဘူးတွဲလိုက်တယ်အဆင်မပြေမလားအဆင်မပြေပြတ်စီတဲ तू ပတ်သက်လိုက်တယ်သို့တော်လည်းပဲဒီ relationship မှာ तू မှာစိတ်အာယုံမလာဘူးသိလားအာယုံမလာဘူးအဲ့တော့ဒီလူကကို့ပေါ်ကောင်းမလားမကောင်းလား तू မသိဘူးတွဲလိုက်တယ်အဆင်မပြေမလားအဆင်မပြေပြတ်စိတ်ထဲမှာလေ तू မှာလေအတီတခြားနယ်လေးလေးလေးနက်နက်ဆိုတာ तू မှာရှိမနေဘူးအဲ့တော့ next relationship ကိုလည်းသူအခုဒီ prime 2လေးတွေရွေးလိုက်တာလေနည်းနည်းလေးရွေးပြီးရွေးချင်တဲ့ပုံစံမျိုးကွာဒီလား on nice relationship ဟုတ်ပြီငါစီရောဘယ်သူတွေထပ်လာအောင်မလဲငါရောဘာတွေထပ်ပြီးတော့나ချင်းမှုတွေပေးနေမှာလဲဆိုပြီးတော့လေးဒီလား तू တွေးနေတာกว่าဒီလားခလေးရီအဲ့လောက်ကြီးအရင်စိတ်တီကိုပြန်မမခံပါနဲ့ခလေးရဲ့ဒီလားစိတ်ထောင်းကိုကြည်လေးတောင်ဖြစ်နေတယ်နော်ဒီလားအလဲလဲအကွဲကွဲနဲ့လေဟိုလေလူရီကိုတယောက်မှမယုံမဲနဲ့လေလူဆိုရဲအတန်ဝန်ကြားတာနဲ့လူနဲ့ရတာနဲ့ကိုတို့မှလေပြို့ချင်အန်ချင်နဲ့လေစိတ်ရှုပ်လိုက်တာငါ့ကိုဘာဒီဒုက္ခပေးဦးမလို့လဲမသိဘူးအဲအဲ့လိုမျိုးတွေတွေးပြီးတော့ဗောနော်စိတ်တက်တွေတအားဟိုးအောက်ထိ ဖိုးချနေတဲ့အနေအထားမျိုးတွေမှာတွေ့နေရတယ်ဖိုင်းထရူတွေကလေတဲလီတို့ရဲ့အဲ့လောက်ကြီးထိမဖြစ်ကြပါနဲ့စိတ်တွေကိုရှင်းအောင်မွေးကြပါလောကမှာလေနေရတယ်ဖိုင်းထရူတွေကလေ တဲလီတို့ရဲ့အဲ့လောက်ကြီးထိမဖြစ်ကြပါနဲ့စိတ်တွေကိုရှင်အောင်မွေးကြပါလောကမှာလေကိုယ့်ရဲ့စိတ်ကိုရှင်အောင်မွေးရတာတအားခတ်တာတော့သိပါတယ်ဒါမဲ့လည်းဟိုအရင်ကြီးတော့ပေါ့နော်အရင်ကြီးစိတ်တွေကိုစိတ်ထောင်းကိုကြည်ကြီးတော့မလုလိုက်ပါနဲ့ဒါတကယ်အကောင်းပြောတာပါအရှမ်းပင်ပန်းရတယ်အချစ်တစ်ခုကလူတစ်ယောက်ကိုချစ်ရတာထင်သလောက်မလွယ်ဘူးဆိုတာလည်းသိပါတယ်လူတစ်ယောက်ကိုချစ်ရတာတောင်ထင်သလောက်မလွယ်တာမေ့ရတာလည်းဘယ်လွယ်ပါမလဲပေါ့နော်ဒါကိုလည်းနားလဲပါတယ်ဒါမဲ့လည်းမကောင်းကလေးတွေရဲ့လမ်းနေပြောင်းနေရဆိုတဲ့ဟာမျိုးပြောနေတယ် ူ့ဘေးနားမှာသူ့ကိုချစ်ပါတယ်ကြိုက်ပါတယ်ဆိုပြီးတော့လူတွေဘလောက်ပဲလာလာအရင်လူလောက်လဲသူ့ကိုမချစ်နိုင်သလိုအရင်လူလောက်လဲသူ့ပေါ်မှာမရက်ဆက်ဘူးအဲအဲ့လိုမျိုးသူကအဲ့လိုတွေးနေတယ်အဲ့ဒါအပြင်ကိုအရင်လူလောက်ကိုလဲသူမချစ်ဘူးအဲ့တော့အရင်လူလောက်လဲသူ့မှာအာရုံမရှိဘူးအဲ့လူနဲ့ပတ်သက်အဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့သူလမ်းပြောင်းနေတယ်လူတယောက်ကိုထတ်ချစ်ရမှာလားထတ်မချစ်ဘူးလားသူစီမှာနွေးထွေးပြီးတော့သူ့ကိုဟိုပေါ့နော်ချစ်ပေးမဲ့သူရှိနေတာတော့ तू သိတယ်ဒါပေမဲ့အဲ့ဒီအချစ်ဆိုအဲ့လိုမျိုးအချစ်မျိုးရောက်လာပြီဆိုလို့ရှိရင် तू လက်မခံနိုင်ဘူး तू ကြောက်တယ် နေရတယ် fine true တွေရာလေတဲလီတို့ရဲ့အဲ့လောက်ကြီးထိမဖြစ်ကြပါနဲ့စိတ်တွေကိုရှင်အောင်မွေးကြပါလောကမှာလေကိုယ့်ရဲ့စိတ်ကိုရှင်အောင်မွေးရတာတအားခတ်တာတော့သိပါတယ်ဒါမဲ့လေဟိုအရင်ကြီးတော့ပေါ့နော်အရင်ကြီးစိတ်တွေကိုစိတ်ထောင်းကိုကြည်ကြီးတော့မလုပ်လိုက်ပါနဲ့ဒါတကယ်အကောင်းပြောတာပါအရင်ပင်ပန်းရတယ်အချစ်တစ်ခုကလူတစ်ယောက်ကိုချစ်ရတာထင်သလားမလွယ်ဘူးဆိုတာလည်းသိပါတယ်လူတစ်ယောက်ကိုချစ်ရတာတောင်ထင်သလားမလွယ်တာမေ့ရတာလည်းဘယ်လွယ်ပါမလဲပေါ့နော်ဒါကိုလည်းနားလည်ပါတယ်ဒါမဲ့လေမကောင်းကလေးတွေရဲ့လမ်းနေပြောင်းနေရဆိုတဲ့ဟာမျိုးကိုပြောနေတယ် သူ့ဘေးနားမှာသူ့ကိုချစ်ပါတယ်ကြိုက်ပါတယ်ဆိုပြီးတော့လူတွေဘလောက်ပဲလာလာအရင်လူလောက်လဲသူ့ကိုမချစ်နိုင်သလိုအရင်လူလောက်လဲသူ့ဘောမှာမရက်စပ်ဘူးအဲအဲ့လိုမျိုးသူကအဲ့လိုတွေးနေတယ်အဲ့ဒါအပြင်ကိုအရင်လူလောက်ကိုလည်းသူမချစ်ဘူးအဲ့တော့အရင်လူလောက်လည်းသူ့မှာအာရုံမရှိဘူးအဲ့လူနဲ့ပတ်သက်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူလမ်းပြောင်းနေတယ် လူတယောက်ကိုထတ်ချစ်ရမှာလားထတ်မချစ်ဘူးလားသူ့စီမှာနွေးထွေးပြီးတော့သူ့ကိုဟိုပေါ့နော်ချစ်ပေးမဲ့သူရှိနေတာတော့ तू သိတယ်ဒါပေမဲ့အဲ့ဒီအချစ်ဆိုအဲ့လိုမျိုးအချစ်မျိုးရောက်လာပြီဆိုလို့ရှိရင် तू လက်မခံနိုင်ဘူး तू ကြောက်တယ်သူ့ကိုဟိုပေါ့နော်ချစ်ပေးမဲ့သူရှိနေတာတော့ तू သိတယ်ဒါပေမဲ့အဲ့ဒီအချစ်ဆိုအဲ့လိုမျိုးအချစ်မျိုးရောက်လာပြီဆိုလို့ရှိရင် तू လက်မခံနိုင်ဘူး तू ကြောက်တယ်ထပ်ပြီးတော့လူတယောက်ကိုချစ်ဖို့တော့ तू တအားလန့်နေတယ်အဲ့တော့ तू ပိုင်းတူးလေးတွေကအချင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့လမ်းပြောင်နေသေးပဲလို့ပြောကြတယ်ပေါ့နော်လမ်းပြောင်နေသေးပဲ ဟိုအခြေအနေနဲ့ပတ်သက်ပြီးတော့သူတော်တော်ကြောက်နေတယ်ဘေးနားမှာရှိတဲ့လူတွေကိုလည်းဆက်ချင်ကောင်းမလားမချင်ကောင်းမလားဆိုပြီးတော့သူမှဝေခွဲရတယ်ခတ်ပြီးတော့ဟိုတော့ live flip နေတဲ့သူတွေတော့ရှိတယ်နော်ပိုင်းတိုးလေးတွေတော့တွားပြီးတော့မ short တော့နဲ့နော်အာဘယ်လိုပြောမလဲသူ့ကို live တော့ flip နေတဲ့သူတွေသူ့ကို live တော့သဘောကျနေတယ်သူ့ရဲ့အချစ်ကို live တောင်းခံနေတဲ့သူတွေရှိတယ်သို့တော် no သူလက်မခံနိုင်ဘူးသူ့ရဲ့နှလုံးသားကဘယ်လိုမှလက်မခံနိုင်ဘူး ဘာလို့ဆိုတော့ तू အရင်တုန်းကလူကိုပဲ तू လွမ်းနေတယ်ပြတ်ထားတာလည်းမကြသေးဘူးအကယ်လို့ကြာနေပြီဆိုရင်တော့မှ relationship သက်တမ်းက तू တွဲပူတဲ့တောက်ချောက်မှာအကြာကြီးအရှိအကြီးဖြစ်ခဲ့တာမဟုတ်လို့အရင်တုန်းကသူ့ရဲ့စိတ်ထမ်းရတယ် तू ပြန်ပြီးမကူတာပေးနိုင်ဘူး तू ဘေးနားမှာပေါ့နော် तू ချစ်ပြက်လိုက်လို့ရတဲ့လူတရားတာလည်းမကြသေးဘူးအကယ်လို့ကြာနေပြီဆိုရင်တော့မှ relationship သက်တမ်းက तू တွဲပူတဲ့တောက်ချောက်မှာအကြာကြီးအရှိအကြီးဖြစ်ခဲ့တာမဟုတ်လို့အရင်တုန်းကသူ့ရဲ့စိတ်ထမ်းရတယ် तू ပြန်ပြီးမကူတာပေးနိုင်ဘူး သူ့ဘေးနားမှာပေါ့နော်သူချစ်ပြက်လိုက်လို့ရတဲ့လူတယောက်ရှိနေတယ်ဆိုရင်တော့မှအဲ့လူတွေကသူ့ဘောမှာတကယ်ကောင်းပါလားအဲ့လူကသူ့တကယ်ချစ်မလားဆိုရဲမေးခွန်းပေါင်း16000နဲ့လေအယယာသူအခြေရင်မှာသူတော်တော်လေးကိုလမ်းပြောင်းနေတယ်ဆိုရဲဟာမျိုးလေးကိုမြင်နေရတယ်အဲ့တော့တကယ်ကိုပြပြမယ်နော်ဆိုတော့ပြပြမယ်ဘာလို့လေးလဲဆိုတော့လေတကယ်အခုကိုစိတ်ထဲမှာတတ်တောင့်တတ်တာမဖြစ်သေးတဲ့အချိန်အထိချစ်သူကြီးစာမထားနိုင်အောင်ဖလစ်လို့ရတယ်ဖလစ် နော်ဖလစ်လို့ရတယ်ဖလစ်ကိုစီကိုရောက်လာတဲ့ကောင်မလေးပဲဖြစ်ဖြစ်အကောင်လေးပဲဖြစ်အခုပြောနေရနော်ယောက်ျားလေးလည်းပါတယ်မိန်းကလေးလည်းပါတယ်နော်ကိုစီကိုရောက်လာတဲ့လူတွေကိုကိုဘွားတွေအတင်းဆွဲမသွင်းနဲ့အတင်းအတင်းဆွဲမသွင်းလိုက်နဲ့ဘာလို့လဲဆိုတော့ကိုဘွားတွေကိုလူတယောက်အတင်းဆွဲသွင်းလိုက်တဲ့အခါမှာကိုကိုကိုတော့မနေကိုဘွားတွေကိုအတင်းဆွဲမသွင်းနဲ့အတင်းအတင်းဆွဲမသွင်းလိုက်နဲ့ဘာလို့လဲဆိုတော့ကိုဘွားတွေကိုလူတယောက်အတင်းဆွဲသွင်းလိုက်တဲ့အခါမှာ ကိုကိုကိုတော့မနေဟန်ချက်မပြတ်ထိန်းထားနေရတာကွာဒီလားအဲ့တော့တစ်ဖက်လူကိုလည်းထိန်းရတယ်ကိုကိုကိုလည်းထိန်းရချင်မပို့ပြီးတော့စိတ်တွေအာရုံနဲ့ရှုပ်ထွေးတယ်အဲ့တော့ဖိုင်းထူးလေးတို့ပြောချင်တာ healim အရင်လောက်ပါဦးကိုရဲ့စိတ်နှလုံးသားအနာပေးပါ healim လောက်ပါနော်ကိုရဲ့နှလုံးသားထွက်လာတဲ့စကားတန်တွေကိုကိုကိုတိုင်းကြားအောင်တိတိချာချာလေးနားထောင်ပါပြီးတော့မှတစ်ဖက်လူရဲ့နှလုံးသားကထွက်လာတဲ့စကားတွေကိုနားထားတည်လားเนาะအကောင်းပြောတာမဟုတ်ရင်ကြရင်တအားပင်ပန်းသွားလိမ့်မယ်အဲ့ ဒီလားစိတ်တရားအခုမှရောက်ရက်တွေခတ်ပြီးတော့လေ ဟိုယောက်ျားလေးဆိုလို့ရှိလို့ရှိရင်လည်းမနှက်မိုးလာမနှက်မိုးလင်းလာတယ်အလုတ်သွားရတယ်ဆိုရင်တော့မကွာတိလားဟိုဟိုအလုတ်သွားလိုက်ပြန်လာလိုက်အရက်တောက်လိုက်နေဟိုတော်တော်ပေပေတေတေလေးနေနေပြီပေါ့နော် main clay ဆိုလို့ရှိရင်လည်းချို့ရီဆိုလို့ရှိရင်လမ်းနေပျောက်ပြီးတော့ဟိုအရင်တော့ကနေတဲ့ခအေးအေးကောင်းမလေးဆိုလို့ရှိရင်ဆစ်လိုက်တယ်တောက်တာမျိုးအရက်တွေလေးနေနေပြီပေါ့နော် main clay ဆိုလို့ရှိရင်လည်းချို့ရီဆိုလို့ရှိရင်လမ်းနေပျောက်ပြီးတော့ဟိုအရင်တော့ကနေတဲ့ခအေးအေးကောင်းမလေးဆိုလို့ရှိရင်ဆစ်လိုက်တယ်တောက်တာမျိုးအရက်တွေဘာရညာတွေနဲ့အမြဲတမ်းနီးကပ်နေတာမျိုးထိတွေ့နေတာမျိုးတွေ ဖြစ်နေတတ်တယ်အဲ့တော့ဘွားရုပ်ဖြစ်ကလဆိုင်မနေပါနဲ့လူတိုင်းကလူတိုင်းကကိုယ်တော်ဘုန်းနဲ့ကိုရှိကြတယ်ဟုတ်တယ်မလားအဲ့တော့ fighting fighting လို့ပဲပြောခြင်းနဲ့ကိုကိုကိုအရင် heal မလုပ်ပါကိုနှလုံးသားလေးကိုအနာပေးပါနှလုံးသားကပြောလာတဲ့စကားတန်တူးတူးလေးတွေကိုတည်တည်ထားချာအာယုံစိုက်ပြီးတော့နားထောင်ပါနော်အကောင်ပြောတာပါအဲ့ခါကျမှဖြစ်လာမယ်အရာတွေကိုဘယ်ရမတော်ရင်ဆိုင်နိုင်ပါလိမ့်နော်အဲ့တော့ အချစ်ဆိုတာအရန်ကိုထိရှာပြီးတော့ထိခိုက်လွယ်တဲ့အရာတွေပေါ့နော်အရန်ကိုဆွမ်းအားကြီးမာတယ်ပေါ့နော်ဒါကြောင့်မလို့ပြောချင်တာကဟိုအချစ်တစ်ခုကိုထပ်ပြီးတော့ orange ဖြစ်တော့မယ်ဆိုလို့ရှင်ခဏလေးတိခံပေးပါအောင်အခုချိန်မှာကိုယ့်ရဲ့စိတ်နှလုံးသားထွက်လာတဲ့စကားသံလေးတွေကိုနားထောင်ပါ healing ပြန်လုပ်ပါပြောချင်တာကဟိုအချစ်တစ်ခုကိုထပ်ပြီးတော့ orange ဖြစ်တော့မယ်ဆိုလို့ရှင်ခဏလေးတိခံပေးပါအောင်အခုချိန်မှာကိုယ့်ရဲ့စိတ်နှလုံးသားထွက်လာတဲ့စကားသံလေးတွေကိုနားထောင်ပါ healing ပြန်လုပ်ပါအနားယူပါ ကိုယ်စိတ်ကိုခွန်အားရအောင်ဖြည့်ပါနော်လူတယောက်ကိုချစ်ဖို့အရန်ခက်ခဲနေမချစ်ပါနဲ့ဦးအန်ချစ်ရင်ကောင်းမလားမချစ်ရင်ကောင်းမလားအဲ့လိုတွေတွေးမနေနဲ့ကိုဘေးနားမှာလူတယောက်ရောက်လာတယ်သူပြောတလောက်နေသွားမပြောရင်ထွက်သွားဒီလိုလေးသာစိတ်ကလေးကိုတွေးထားလိုက်ကိုကိုကိုလှလင်းကောင်းကောင်းပြန်လှုပ်ဖို့လိုအပ်နေပြီလို့ပြောချင်တယ်ဖိုင်ထူလေးတွေအဲ့တော့ချစ်သူမထားပါနဲ့ဦးကလေးတို့ရေနော်ချစ်သူလေးမထားပါနဲ့ဦးတဲလေးရေနော်ချစ်သူမထားပါနဲ့ဦးနော် ကိုကိုကိုအရင်ဆုံးအနားယူပါအောင်နော်အချစ်ကထင်တယ်လို့မလွယ်ဘူးဆိုတာလည်းသိတယ်နော်ဒါကြောင့်မလို့လူတစ်ယောက်ကိုတအားချစ်ပြီးသွားတဲ့အခါစိတ်ထဲမှာနှိတ်နှလုံးသားတအားကြည်ကွဲရတယ်ဆိုတာလည်းသိတယ်ပေါ့နော်ဒါကြောင့်မလို့နေပါအောင်ကိုကိုကိုပြန်ချစ်လိုက်ပါအောင်နော်ကိုပေးနာမှာလေကိုကိုချစ်တဲ့သူတွေကရှိကြည်ကွဲရတယ်ဆိုတာလည်းသိတယ်ပေါ့နော်ဒါကြောင့်မလို့နေပါအောင်ကိုကိုကိုပြန်ချစ်လိုက်ပါအောင်နော်ကိုပေးနာမှာလေကိုကိုချစ်တဲ့သူတွေကရှိနေပါတယ်တခြားမြင်အောင်ကြည့်ပါ လက်လွတ်တဲ့အရာတွေကိုလက်လွတ်လိုက်ပါလို့ပဲပြောချင်တယ်နော်ဆွဲထားတဲ့အခါကျလို့ရှိရင်ကိုပဲပြန်မှန်ရတယ်ဒါကြောင့်မလို့ဟိုနည်းနည်းလေးပေါ့နော်ကိုကိုကိုပြန်ချစ်ပေးဖို့တောင်းဆိုချင်ပါတယ်ဖိုင်ထူးလေးတွေကိုတော့ပြီးကဲဖိုင်ထူးလေးတွေအတွက်ကတော့နည်းနည်းစိတ်မကောင်းဘူးပေါ့နော်ဖိုက်တက်မှာကလေးတို့ရေဒါဖိုင်ထူးလေးတွေအတွက်ပါ okay အဲ့တော့ fine 2လေးတွေအတွက်ပြီးသွားပြီဆိုလို့ရှိရင်ဆိုတာတို့ကကြတော့ fine 3လေးတွေအတွက်ကိုသွားကြည့်ကြမယ်ပေါ့နော် okay fine 3လေးတွေ fine 3လေးတွေ fine 3လေးတွေရဲ့ next relationship ကဘာလေးလဲ哦啊，刚来的瓜，卡帕里的哦，啊啊，刚来的 ပိုင်း3လေးတွေอ่ะပေါ့เนาะသူတို့လည်းသူတို့ကကြတော့ဒီလိုမျိုးပေါ့ healing ပြန်လုပ်ပြီးတော့ကိုယ့်ဘဝကိုကိုပြန်ပြီးတော့စပြီးတော့ဟိုဘဝတစ်တစ်ခုကိုစပြီးတော့အခြေချနေတဲ့ပုံစံမျိုးပေါ့စတင်နေပြီဆိုတဲ့ပုံစံမျိုးပေါ့ဟုတ်တယ်ပိုင်း3လေးတွေက तू အခြေတစ်တစ်ခုကို तू ဟိုနောက်ထပ်အခြေတစ်တစ်ခုကိုဖန်တီးဖို့အတွက် तू နည်းနည်းအဆင်သင့်ဖြစ်နေပြီဒါပေမဲ့အဲ့လိုပြောလို့လဲ तू အရင်ကြောက်အရင်အရင်ရောပေါ့နော် तू ရေရဲတင်းတင်းနာဒီလူတယောက်ကိုချစ်ပလိုက်မယ်တော့ဘာလို့ညာတော့အဲ့လိုမျိုးတော့မဟုတ်ဘူး သူအချစ်တစ်ခုကိုသူစဖို့အတွက်သူကအဆင်သင့်ဖြစ်နေပြီသူလူတယောက်ကိုထပ်ပြီးတော့ချစ်ကြည်ခြင်းနေပြီဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာစိုးရိမ်စိတ်တွေတော့ရှိတယ်ဒါပေမဲ့မပူပါနဲ့နော်မပူပါနဲ့ဆိုတာဘာလို့လဲဆိုတော့မပူပါနဲ့ဆိုတာကဘာဖြစ်လို့ပြောတာလဲဆိုတော့ဘာပေါ်တော့ဒီ fine 3လေးတွေကလေအရန်ကိုအချစ်ခံနေရတယ်ဒီလားကို့လေသဘောချနေရလို့ကိုတွေ့အောင်တွေ့နေပြီနော်ဟုတ်တယ်မလား เนาะတွေ့နေတယ်เนาะကိုယ်လာပြီးတော့လေချစ်လို့ပါကြိုက်လို့ပါဆိုတော့လေလာပြီးတော့ခွန့်ပန်ထားတဲ့လူလေရှိနေတယ်เนาะရှိနေတယ်မလေးရှိနေတယ်အဲ့ဒီလူဟာလေကိုယ်ကိုလေကိုယ့်ရဲ့အချစ်ကိုမရမကတောင်းခံနေကိုယ်ကိုလည်းဒီမှာ princess treatment ပေးတယ်เนาะကိုယ်ကိုလည်း princess treatment ကောင်းကောင်းလေးပေးတယ်ဒါမဲ့ကိုကလေတုတ်ထ princess treatment ကောင်းကောင်းလေးပေးတယ် ဒါမဲ့ကိုကလေတုတ်ထက်ဘယ်လိုပြောမလဲသူ့အတော့ပဲတုတ်ထက်ဆိုတာထက်သူ့အတော့ပေါ့နော်တုတ်ထက်ကိုကမင်းသမီးလေးတပားလိုမျိုးပဲမင်းသမီးလေးတပားလိုမျိုးပဲအကောင်းဆုံးပြန်လဲပွက်လန်းလာတဲ့မိမတယောက်ကပေါ့နော်အရှုံးနေနာကျင်မှုတွေဂျားတွေကဖြစ်ပြီးတော့ပြန်လဲရှင်တန်လာတဲ့မိမတယောက်ကတိတ်ကိုလှပတယ်ဆိုတဲ့စကားကလေအလကားထွက်လာတာမဟုတ်ဘူးတကယ်လှလို့ထွက်လာတာ ကိုကအခုချိန်မှာတအားလှပနေတဲ့မိန်းမတစ်ယောက်ဖြစ်တာမို့လို့သူ့အတွက်မှာကိုကမင်းသမီးလေးလိုဘယင်မလေးလိုကိုကိုကတိတ်လှတယ်တိတ်ကိုကြော့ရှင်းတယ်တိတ်ကိုပြတ်သားတယ်တိတ်ကိုရဲတင်းတယ်တိတ်ကိုမာကြောတယ်အရန်ကိုထက်မြက်တဲ့မိန်းမဆိုတဲ့ဟာမျိုးသူ့မျက်လုံးထဲမှာမြင်နေတယ်ဒီအရာတွေကိုလေသူကသဘောကျတယ်လက်ခံတယ်ချစ်တယ်ကိုကိုထပ်ပြီးတော့နာကျင်အောင်မလုတ်ဖို့မလုတ်ဘူးလို့လေသူ့ကိုယ်သူ့ ဂတိကဝတ်သူပြုတ်ထားတယ်ဆိုတဲ့ဟာမျိုးကိုတတိမပြောရတယ်ပေါ့နော်ဒီလိုပြောလိုက်လို့လေဒီအခုလိုမျိုးဒီ fine 3လေးတွေอ่ะပေါ့နော်ဆိုရရဲ့အခုဖတ်တဲ့ rhythm လေးကို သူနားထောင်ပြီးသွားသေးတိုင်အောင်လေသူ့စိတ်ထဲမှာလန့်တော့လန့်နေအောင်ပါပဲနော်တကယ်ရော touch လိုက်လို့ဖြစ်ပါမလားဆိုတဲ့အတွေ့အကြုံသူ့မှာရှိနေတယ်။ဘာလို့လဲဆိုတော့ तू အသေး꿰ပြီးသွားပြီ။ तू လူ तू အားချိရပါတယ်ဆိုတဲ့လူတယောက်ကို तू ဆုံးရှုံးပြီးသွားပြီကွာဒီလား။ဒါကြောင့်မှို့လို့ဒါကြောင့်မှို့လို့ ဆုံးရှုံးပြီးသွားရင်ကနေပြီးသူ့ကိုယ်သူ healing ပြန်လုပ်ရင်းနဲ့သူတော်တော်လေးကိုနလန်ပြန်ထူပြီးတော့လူတယောက်ကိုသူ့ဘဝရယ်ဆွဲသွင်းဖို့အထီကိုသူတွေးနေနိုင်တဲ့အနေအထားတွေသူရှောင်နေပြီ။အများကြီးပြန်ပြီးတော့ကြမ်းမာလာပြီ၊တမ်းမာလာပြီပေါ့။အဲ့ဒါကြောင့်မလို့ तू ကထပ်ပြီးတော့ तू နာကျင်ရမှာထပ်ပြီးတော့ကျင်မွားမှာ तू ကြောက်နေတယ်။မကြောက်နဲ့ chip လိုက်မာလာပြီပေါ့။အဲ့ဒါကြောင့်မလို့ तू ကထပ်ပြီးတော့ तू နာကျင်ရမှာထပ်ပြီးတော့ကျင်မွားမှာ तू ကြောက်နေတယ်။မကြောက်နဲ့ chip လိုက်ရတယ် chip လိုက်လို့ရတယ် chip လိုက် ီတစ်ခေါက်အချစ်ကတော့ကိုယ်ကိုတော်တော်လေး give ဆိုင်ပေးပြီးတော့ကိုယ်ကိုတော်တော်လေးဟိုဘယ်ပြောမလဲကောင်းသောချစ်ချင်းနေနဲ့ကိုယ်ချစ်ပေးမဲ့အချစ်လို့ကိုမြင်နေတယ်ဒါကြောင့်မလို့ pantry လေးတွေချစ်မယ်ဆိုရင်မချောက်ပါနဲ့ချစ်လိုက်ပါအဲ့လိုပြောလို့လေကိုယ့်ရဲ့ဂုံတက်တီတွေရောပျောက်မသွားစေနဲ့ရဲရင်ပါစေပြတ်သားပါစေဘယ်အချိန်ဘယ်အခါဘယ်နေရာမှာပဲနေနေကိုဟာမင်းသမီးတပါဘီမတပါဆိုတာမမေ့နဲ့အဲ့လိုအချိန်အဝါနဲ့သာနေ့ နော်ပိုင်းသရီးလေးတွေရဲ့အခြေအေးကအရန်ကိုကောင်းတယ်ပိုင်းသရီးလေးတွေအခြေအေးကလည်းကောင်းတယ်နော်အဲ့တော့ပိုင်းသရီးလေးတွေကလည်းအခုမှပြန်လဲပြီးတော့ပွင့်လန်းလာတဲ့ပန်းကလေးတွေနော်ပြန်လဲပြီးတော့ချမ်းမာလာတဲ့ငှက်ကလေးတွေဖြစ်တာဖြစ်တဲ့အတော့ကောင်းကင်အမြင့်အင်ကြီးကိုပြန်တန်းဖို့ရှိသေးတယ်။ကောင်းကင်မှာအချစ်ခံရဖို့ကောင်းကင်ဘုံရဲ့ချစ်ချင်းကိုခံရဖို့တွေလည်းရှိတယ်။နော်အဲ့တော့လက်ရှိကိုယ်ကိုလာချစ်နေတဲ့သူတွေထဲမှာကိုယ့်ကိုဘယ်သူကတကယ်ချစ်လဲဆိုတာကိုတော့တည်တည်ချာချာယူပြီးတော့ ိုကိုအရန်ချစ်နေတဲ့လူတယောက်စီမှာအချစ်ခံလိုက်ဖို့ပြောပါတယ်ပြောချင်ပါတယ်ပိုင်း3လေးတွေအချစ်ခံဖို့အချိန်တန်ပါပြီပိုင်း3လေးတွေအချစ်ခံရဖို့အချိန်တန်နေပါပြီပိုင်း3လေးတွေကိုယ်တိုင်ကိုလည်းကိုယ်တိုင်ကလည်းအဲ့လူတယောက်ကိုချစ်နေပါတယ်ဟုတ်တယ်နော်ကိုသဘောကျနေရလူကိုနှစ်သက်နေရလူကိုရဲ့စိတ်ထဲမှာရှိနေရလူရှိနေတယ်ဘာလို့လဲဆိုတော့ဆိုတော့အခု D reading ကိုဖတ်နေတဲ့အချိန်မှာပိုင်း3လေးတွေရဲ့မျက်လုံးထဲမှာဖက်ခနဲပြင်းမြင်လိုက်တဲ့လူရှိကိုရှိတယ်နော်ပြင်းမြင်လိုက်တဲ့လူရှိတယ်ဟုတ်တယ်နော်အင်း ဲ့တော့အဲ့ဒီလူ ਨੇ တိတ်မကြခင်မှာချစ်စရာကောင်းတဲ့တာယာဆိုပြတဲ့ relationship တစ်ခုတိဆောက်တဲ့သူရှိတယ်ဟုတ်တယ်နော်အမ်အဲ့တော့အဲ့ဒီလူ ਨੇ တိတ်မကြခင်မှာချစ်စရာကောင်းတဲ့တာယာဆိုပြတဲ့ relationship တစ်ခုတိဆောက်ပါပိုင်ဆိုင်ကြပါစေလို့ပြောချင်ပါတယ်ကဲအခုတော့ဆိုရရဲ့ relationship reading လေးကတော့ပြီးသွားပါပြီ next relationship reading ကတော့ပြီးသွားပါပြီဒါကြောင့်မလို့နောက်ထပ်ဗီဒီယိုတွေနဲ့နောက်ထပ်ဗီဒီယိုတွေမှာစိတ်ဝင်စားစရာကောင်းတဲ့မိကွန်းလေးတွေနဲ့အတူဆိုတာပြန်လာခဲ့ပါဦးမယ်ရှင်เนาะထုံစံတိုင်းပဲဆိုတော့ကိုခွင့်ပြုပါအောင်ပြီးသွားလို့ရှင်ရင်ဆိုရရဲ့သူဆိုတာ tarot YouTube channel လေးကို like and subscribe လေးလုပ်ပေးထားပါအောင်เนาะပြီးသွားလို့ရှင်ရင်ဒီ page လေးဒီ တင်ထားတဲ့ post လေးရဲ့အောက်မှာအဲအသေးလေးတို့သိချင်တဲ့မိခွန်းနေတော့ပြောချင်တဲ့စကားတွေပြောလို့ရပါတယ်ပြီးသွားလို့ရှင်ဆိုရစီမှာလည်းဘောနောအဆင်မပြေတာတွေအဆင်ပြေတာတွေကိုရှင်ဖွင့်ရှင်တဲ့အခါမှာဆိုရရဲ့ Viber သို့မဟုတ် Telegram အကောင့်လေးတွေမှာလာပြီးတော့ဆက်သွယ်ပြီးတော့ရှင်ဖွင့်လို့ရတယ်စကားပြောလို့ရပါတယ်ရှင်နော်ဟုတ်ကဲ့အားလုံးပဲတတပါဗီဒီယိုလေးကိုအဆုံးအထိကြည့်ပြီးတဲ့အတွက်လည်းချစ်ပါတယ် like ဟာဆိုရကိုအားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းဆိုရ အရန်ကိုချစ်ပါတယ်အကုန်လုံးကိုလည်းတမိုးထားပါတယ်အားလုံးပဲတတပါ